ရှိလူကြီးတွေက ပြောဘူးတယ်။မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဟာ2500ကျော်လာပြီဆိုရင်မမြင်ဘူးတာတွေမြင်ကြရလိမ့်မယ်။မကြားဘူးတာတွေကြားကြရလိမ့်မယ်။မဖြစ်ဘူးတာတွေ ဖြစ်ကြရလိမ့်မယ်တဲ့။ဆိုလိုတာကတော့တဘာဝဘေးဆိုးတွေဝင်လာလိမ့်မယ်။လက်နက်ဆန်းတွေပေါ်လာလိမ့်မယ်။ယောဂဆန်းတွေဖြစ်လာကြလိမ့်မယ်။စစ်ပွဲတွေဖြစ်လာမယ်။လူတွေမှာအငတ်ဘေးတွေကြုံလာရလိမ့်မယ်။ ယောဂကပ်ဘီတွေကလည်းအသည့်အဆန်းတွေဖြစ်ပေါ်လာဖြစ်လာကြလိမ့်မယ်။တဘာဝဘေးကြီးတွေလည်းဘယ်သူမှမကူနိုင်မကယ်နိုင်လောက်အောင်ဖြစ်လာမယ်တဲ့။လက်ရှိသိပ္ပံပညာကဲ့သို့ရုပ်ဝတ္ထုတွေဟာလည်းထွန်းတောက်သည့်ထက်ပိုပြီးတော့ထွန်းတောက်တိုးတက်လာကြလိမ့်မယ်။လူအတက်နမကလူအကြိုက်လည်းနမလိုက်နိုင် လူတွေမှာလောဘမာနနဲ့ဒေါသတွေအတက်အားတွေဟာလည်း လူတို့တော့မခေါ်နိုင်တော့တဲ့အထိအားကြီးလာကြလိမ့်မယ်။ကျောဝိထုတွေတိုးတက်လာရင် လောဘနှောက်လိုက်ကြရင်လူတွေမှာစိတ်ပိုင်းဆိုင်ရာဆိုတဲ့အတ္တတရားတွေအကျင့်တရားတွေဟာအလိုလိုအားနေလာကြလိမ့်မယ်။မလုတဲ့မလုထိုက်ကြတွေကိုလည်းလှုပ်လာကြလိမ့်မယ်။မိမတွေဟာလည်းယောက်ျားတွေနဲ့ရင်မောင်းတက်လာကြလိမ့်မယ်။မိမတွေယောက်ျားနဲ့တူလာလိမ့်မယ်။ န်းတွေကလူနဲ့တူလာမယ်ဖုန်ကြီးเจ้าတွေက လူနေအိမ်တွေနဲ့ထူမခြားနာတူလာကြလိမ့်မယ်